ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့မျိုးပြက်ကြီးတစ်ခုကြောင်းပြောပြမယ်။ငွေခဲ့တဲ့ရက်ကကျွန်တော်မျိုးတစ်မျိုးကိုကိစ္စတစ်ခုနဲ့သွားလိုက်ချိန်မှာလမ်းမှာရတဲ့ဝိလို့ဆိုရလာလို့အဲကျွန်တော်မျိုးအသေးလေးတစ်မျိုးမှကျွန်တော်ဝင်ရောက်ပြီးတော့မိုးကိုခဲ့တယ်ဗျ။မျိုးရဲ့ပုံစံကနည်းနည်းထူးဆန်းပြီး၆ကက်ကက်နိုင်မျိုးပဲကျွန်တော်ကမိုးရွာလို့လို့ပဲထင်ခဲ့တာဗျ။ဒါနဲ့ကျွန်တော်ဆာလောက်ဆိုင်တစ်ခုထဲဝင်ပြီးမိုးခုံရင်းနဲ့ငါးဆုပ်ပြုတ်တပွဲမှာစားခဲ့တယ်။ So 3ဒေါ်လာပေးရတဲ့ငါးဆုပ်ပြုတ်တပွဲရဲ့ရသားတော့ကျွန်တော်တို့မိုဟင်းကားအနှစ်ကိုငါးနဲ့ချက်ထားတဲ့အရသာပဲဗျ။ Can I get a meal? ဇာပြီးတောက်ပြီးလို့ကျွန်တော်ထားလာရဲ့အချိန်မှာကျွန်တော်တိလိုက်ရတာတစ်ဆိုင်လုံးကကျွန်တော်ဝိုင်းကြည့်နေကြတာဗျမသိရင်အောင်ရဲလင်းဈေးတဲ့ရောက်လာတယ်လို့ပဲတချို့သူတွေကျွန်တော်ကိုဟိတ်ကောင်မေးဘာပြဿနာလာရှာလဲဆိုတော့အကြည့်နဲ့ကြည့်တယ်ဗျအဲ့ဒါနဲ့ကျွန်တော်လည်းအချိန်နေမဟန်တော့ဆိုတာတီးလို့ကျွန်တော်လည်းဆိုင်ထဲကနေအပြင်ပဲပြန်ထွက်ခဲ့တယ် I feel sorry for you if you think that was funny. အပြင်ရောက်တော့မိုးမတိတ်တရားနဲ့ကျွန်တော်လည်းအနီးနားရှိဟိုတယ်တစ်ခုမှာတဲမယ်ဆိုပြီးတော့ကျွန်တော်လူတယောက်ကိုမေးလိုက်တယ်ဗျ။ မြို့ခံရဲ့လမ်းညွှန်ကြားရေးကကျွန်တော်အလီနာရှိ3 star hotel တခုကိုကျွန်တော်အဲတဲဖို့အတွက်ကျွန်တော်ထွက်သွားခဲ့တယ်ကျွန်တော်အတွေ့အထိမှာတော့ကျွန်တော်ဒီညတော့3 star hotel မှာဇိမ်ကြကြနှတ်တော်မယ်ဆိုပြီးတော့ကျွန်တော်တွေးထားတာပေါ့ Hey there. Oh. ဘီစတာဟိုတယ်ရောက်တော့ကျွန်တော်ရဲ့မျိုးကျွန်တော်မမှုစုတော်ညမှာထားပြီးအစာလေးပါလေးကျွေးပြီးကျွန်တော်အဲဂျူကောင်တာကိုသွားခဲ့တယ်အဲဂျူကောင်တာရောက်တော့ကျွန်တော်အဲဂျူကောင်တာမှာအလေလွင်းနေရောက်အိမ်နေရာတွေ့ခဲ့ပြတယောက်ကဆိုရင်ကျွန်တော်မူဆစ်စတိုင်ခါမှာတနက်ကြီးထိုးရတာတွေ့လို့ကျွန်တော်လည်းအမြန်ပြန်လစ်ခဲ့တယ်ကျွန်တော်အကောင်တာကနေကျွန်တော်အခန်းကိုကျွန်တော်ယူပြီးတော့ကျွန်တော်အခန်းထဲဝင်လိုက်ချိန်မှာစိတ်ချမ်းသာစရာမြင်ကွင်းကြီးပြနှစ်နှစ်လောက်မချော်ရသေးတဲ့ကဒင်းတလုံးကျွန်တော်စားတွေ့တော့ပါပဲအဲညစာအနေနဲ့တော့ကျွန်တော်ဟိုတယ်ရဲ့စီစဉ်ပေးထားတဲ့အမှစုပြုတ်တလုံးလုံးတွေ့တယ် ဟိုဒကာမကြီးကလည်းဟိုဘက်ကိုဖွင့်လို့ရတယ်ဘယ်ကိုဖွင့်လို့ရတယ်တော်တော်စိတ်ပျက်ဖို့ကောင်းပါလား။ဟိုဘလော့ဂါညွန်လိုက်တဲ့3 star hotel ဆိုတာဒါကြီးလားဆိုပြီးကိုယ့်ကိုပြန်စင်တာ။အခန်းထဲမှာ ठी တချောင်းလားဟုတ်ပါပြီ။ What the fuck ကြိုးကြီးကဘာလို့ပို့လဲ။စားပိတ်နေနေလဲဘာ coffee မှလည်းမရှိသလိုဘာရေဘူးမှလည်းမတွေ့ဘူးဗျ။ဖုံးဆက်စရာလည်းဖုံးလည်းမရှိဘူး။အခန်းတစ်ခန်းလုံးလည်းပေပွားပြီးတော့ကြားစရာကိုမရှိအောင်ဆုပ်ပြတ်တက်နေတာပါ။ ဒါကမျက်နှာတက်ပိုးလောက်ပေါ့နော်မှန်လဲကွဲချက်လားရေချိုးကျင်တော့ဟိုတယ်ရဲ့ဒီဘက်မှာအဲရေချိုးခန်းကိုတက်တက်ပြန်ယူရပါတယ်ကျွန်တော်လည်းဒီနေ့မှာတော်တော်ပင်ပန်းနေပြီဆိုတော့ဒီမှာပဲကျွန်တော်အိပ်ရတော့မှာဗျဒီညစ်ပတ်နေလဲဒီနှစ်နှစ်လောက်မလျှော်ပါသေးလဲဂရင်းကြီးပေါ်မှာပဲအိပ်ရတော့မှာဗျအဲနောက်ခါဘလော့ဂါတွေညွှန်းရင်ကြည့်ကြက်ပြီးတော့ဒါတဲကြဖို့အကြံပေးချင်ပါတယ်ဗျ